ဘဏ္ဍာနေတို့ဆယ်တန်းဆယ်တန်းလက်ထောင်ပါဦးအများကြီးပဲကိုရန်လက်ထောင်ပါဦးတယောက်သာနှစ်ယောက်လားအဲ့လောက်ပဲမြင်နေဆယ်တန်းဆိုရင်ကျွန်တော်ထက်နှစ်တန်းကြီးပါကျွန်တော်ပညာရေးကြောင်းပြောရင်မတမဝန်သားစရာကောင်းပါတယ်ကျွန်တော်မူလတန်နေပြီးတော့၄တန်းထိကိုနှိမ့်ချင်ပါအောင်ဖူးပါတယ် ငါးတန်းကဇက်ပြီးအောင်မကြမ်းမအောင်နှစ်နှစ်ကိုတန်း၃နှစ်ကိုတန်းနဲ့ကျွန်တော်ခပ်ပြပြွေးအောင်ပါတယ်ရှစ်တက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 ်နှစ်မှာကြောင်းပြီးပါရှစ်တန်းကို၃ကြိမ်ဖြီးပါတယ်မအောင်ပါဘူးကိုတက်ပညာတက်တဲ့လူတွေလေးမြင်ရတော့အမတန်ဖောက်ကိုဝမ်းသာမိပါတယ်ကျန်တဲ့ဘာသာရဲ့မှာဒုတိယမဟုတ်ပြီမဲ့ကျွန်တော်သင်္ချာဘာသာရဲ့မှာအင်မတန်မှတ်ကို ပြောစမှတ်တွင်ခဲ့ဥပါတယ်တင်ချဖြေလို့နှစ်မှတ်လောက်ရရင်ကျွန်တော်ထီးပါတလောက်ဝမ်းသာကျွန်တော်သိပါတယ်တင်ချညံ့တဲ့လူတွေလက်ခုတ်ဒီမှန်ကျွန်တော်သိပါညံ့ကြည့်လို့လို့ငါးရက်နှစ်မှကြည့်ခြင်းထားပြီးပါတယ်တလပဲကြာပါတယ်ကြည့်စရာငိုပြီးကျွန်တော်အဖေကိုလာပြန်အပ်ပါ ျွန်တော်အဖေကပြောတယ်ဆရာစောကြည့်ပြီဆိုတဲ့ကောင်လေးကဆရာစာပြတာမကြည့်လို့လားကြည့်တယ်ဆရာ ကြည့်တာမှမျက်လုံးစင်းကြီးတွေကိုထိုင်ကြည့်နေဒါဆိုလို့ရှိရင်ကျွန်တော်အချိန်မှအတန်းထဲမှာလှုပ်လှုပ်ရွရွလုံးနေလို့လားမဟုတ်ဘူးဆရာဖះအရှိကရှင်သီးအောင်ကြားနေတာပဲတတုံမကိုမလှုပ်တာကဲဒါဆိုလို့ရှိရင်ဆရာစာပြတာလည်းကြည့်ရနေအတန်းထဲမှာလည်းလှုပ်လှုပ်ရွရွမလှုပ်ပဲနဲ့ဘာဖြစ်လို့လာပြန်အပ်တာတော့ အဲ့ဒီမှာကြည့်စင်ဆရာငိုပြီးပြောပါတယ်ဆရာကျွန်တော်စာပြတ်တော့လေမျိုးလုံးစင်းကြီးနဲ့ထိုင်ကြည့်နေတယ်ဆရာအတန်းနဲ့မှတတ်တုံမှမလှုပ်ပါဘူးဆရာကျွန်တော်ပြန်မိလဲတလုံးမှမသိဘူးဆရာအဲ့တော့ဆက်တာမျိုးလုံးမျိုးသားဂျန်နဲ့ကြောင်သားလေးစီကူးသွားရင်ကျွန်တော်ဒီရွာကပြောင်းပြရမယ်ဆရာအခိကအမတန်နာမကြီးတဲ့အစိုးရစိုးပိုင်တခြင်းနဲ့ခိုင်းနှံပြီးပြောပါတယ်ဆရာစိုးပိုင်တခြင်းကငုံမျက်လို့အပြုံးမျက်နှာဖြစ်ပါတယ် ဲ့ဒီတခြင်းနဲ့ကျွန်တော်ခိုင်းတိုင်းပြီးပြောတယ်ဆရာဆက်သားပုံကတော့ငတုံမျက်လုံးနဲ့ငတုံမျက်နာပါဆရာတသက်လုံးစာသင်လို့တတ်မဲ့ကောင်မဟုတ်ပါဘူးကျွန်တော်တက္ကသိုလ်တက်ခဲ့ခြင်းပါတယ်တရုသမီးတို့လို့စာလေးသိမျိုးတက်တက္ကသိုလ်တက်ခဲ့ခြင်းပါတယ်တကယ်ပြောတာပါစာသင်ခြင်းလို့မဟုတ်ပါဘူးတက္ကသိုလ်ရောက်ရင်ရည်စားရတယ်ဆိုလို့ကျွန်တော်အသေးအံကြိုးစားခဲ့ဘူးပါတယ် ရှစ်တန်တရားနှစ်မှာဩပြောရတာဝန်သားစရာကောင်းပါရှစ်တန်ကို၃ချိန်ဖြည်တယ်လူက၃၃နှစ်လောက်ပဲရှိသေးတယ်အဲ့ချိန်เนี่ยမိမကလိုချင်နေပြီကျွန်တော်ကျဲ့တဲ့ကောင်မလေးကအင်မတန်အဆင်းမြင့်ပါတယ်ဖျားပွဲစည်းမှာလော်စာလိုက်ရောင်းပါတယ်ကျွန်တော်သူ့ဘလို့ကြိုက်မှမသိဘူးသွားကြိုက်တာကျွန်တော်သူ့နောက်ကိုလိုက်ရတာပေါ့ ကျွန်တော်လော်စာလိုက် ပြီးတော့ရောင်းပေးရတာပေါ့သူစီရောက်လို့ရှင်ကျွန်တော်လော်စာရောင်းပေးရတယ်သူကဘု து တပြတ်မျောလဲဆိုတာပွဲမင်းသားတွေကိုပြန်မျောတယ်ကိုယ်သူ့ကြိုက်တာသူကပွဲမင်းသားတစ်ခါပြန်ကြိုက်တာအော်မိမမများပလီလိုက်တာအဲ့နဲ့ကျွန်တော်သူ့ပြောတယ်နေအိမ်မင်းသားတွေသွားကြိုက်ဆရာမလို့ပါဘူးငါသူတို့ထက်ပို့ပြီးတော့ ပညာပူကောင်းမှာထားလိုက်ပါနမတိခွလို့ပါရန်ကုန်နိုင်စောပေါ့ရန်ကုန်နိုင်စောဆိုတာငါသိတယ်အဲ့ဒီကောင်ကစင်ပေါ်မှာမုလို့လှနေတာနော်မိကက်တွေလိမ့်ပြီးလှနေစင်ရောက်ပြန်ဆင်းလို့ရှိရင်မြင်လင်းမောင်းတဲ့မြင်လင်းသမားဖိုးချွဲဆိုတာဒီကောင်ပဲကျွန်တော်သိတယ်ကျွန်တော်အမိနေလေဘလုဘလုခေါ်မှာအမျိုးလည်းမกินငွေကြီးအနေနဲ့လည်းမกินတော့ ကျွန်တော်ပြောတဲ့နေကြိတ်ဆရာအကြောင်းရှိဘူးကောင်းမလေးကကျွန်တော်စိတ်ဆိုးပါတယ်ကျွန်တော်အမြဲတမ်းပြောနေတော့နင်းအဲ့လိုလျှောက်ပြုံးမနေနဲ့နင်းကိုယ်ရင်စင်မော်တက်ပြီးတော့အဲ့လိုမျိုးကနိုင်တဲ့အခြေချင်းရှိလားကျွန်တော်ရှစ်တန်တတရားနှစ်မှာပြောတော့ဝမ်းသာစရာကောင်းမနင်းရစင်မော်တက်ပြီးတော့ကနိုင်တဲ့အခြေချင်းရှိလားကျွန်တော်သူ့ပြောတယ်ငါစင်မော်တက်ပြီးတော့ကနိုင်လို့ရှိရင်ငေါ့ကြိတ်ပါလားကြိတ်မယ်နင်းမင်းသားမဟုတ် လူရှင်တော်မဟုတ်လူချမ်းမဟုတ်နေစင်မော်တက်တာနဲ့နေငါကြိုက်မယ်အဲ့တကစ်တခါကကျွန်တော်မင်းသားဖြစ်ဖို့ကြိုးစားဘူးကလေဒီရုပ်ဒီရည်နဲ့ကမလေးကျွန်တော်ကြိုက်မယ်ဆိုတော့အေးဟုတ်ပြီဇက်ဆရာတွေကျွန်တော်ရှောက်ပြောတယ်ဇက်ဆရာကျွန်တော်ပညာရေးလောကကိုတော့ဆုံးလွတ်လိုက်ပါပြီမဆုံးလွတ်လို့လည်းမရပါဘူးရှစ်တန်ကုန်သုံးကြိမ်ဖြီတာပြီမအောင်ပါဘူးကျွန်တော် ပညာရေးကိုဆုံးလုပ်လိုက်ပြီးဇက်ကဘူပဲကျွန်တော်ကျူးစားတော့ဇက်ဆရာကျွန်တော်ပြောတယ်။ကြောက်ငါတို့ဇက်သပင်လေးဥမော့ယုံရှိသေးတယ်။မင်းပညာရေးပဲဆက်လုပ်ပါ။ငါတို့ဇက်သပင် မကူးလိုက်ရင်တော်ပြီ။နောက်တစ်ယောက်ကျွန်တော်ပြောတယ်။ဇက်ဆရာကျွန်တော်ကတော့ပညာရေးကိုစိတ်ဝင်စားတော့ကျွန်တော်ဇက်ကဘူပဲကျူးစားကျွန်တော်ကတော့အမှန်တော့ကွန်မန့်လေးတစ်ယောက်ကိုကြိုက်လို့တာလုပ်တယ်။အဲ့ဇက်ဆရာလေကျွန်တော်ကြည့်ပြီ။ မင်းအမိအကြွေးအမှန်သမျှငါအကုန်ပြန်ဆက်မလို့ပြောပြီးပါမင်းဇက်သပင်နဲ့မဝင်တော်ပါဘူးအင်မတန်ကရလွယ်တဲ့ဇက်ကိုကျွန်တော်မကရအောင်အဲ့နဲ့ကရင်ဘုံစားလို့ခြေရင်ရှိအိမ်လို့ကျွန်တော်အိအိအောက်မှာမှောက်အိနေတော့တနေ့ကျတော့ဇက်ဆရာတည်းကဖြတ်သွားဖြတ်သွားတော့ကျွန်တော်မြင်တယ်နဲ့သူကအင်မတန်ဝမ်းသာသွားတယ်ဟာကြိုက်ပြီကျွန်တော်လက်ညှိုးထိုးပြီကျွန်တော်မှောက်အိနေဘာကြဲ့ မင်းမျက်နှာငါကြိုက်ဘာဖြစ်လို့ကြိုက်တယ်မင်းဇက်ကမလားဟာကကျင်တာပေါ့ကျွန်တော်စင်မော်ရောက်တယ်နဲ့ကျွန်တော်ကောင်မလေးရဲ့ကျွန်တော်အဖြေပေးမအောင်ကမှာပေါ့ကဲပြုတ်ပေါ့ကျွန်တော်ဘယ်နေရာကလူချင်းနေရာကမလားလူရှင်တော်နေရာကမလားဒါမှမဟုတ်လို့ရှင်မင်းသားနေရာကမလားဆက်ဆက်ကောင်းခါမဟုတ်မင်းသားအဖေနေရာကအောင် အခစ်ကသူပြက်ဆက်မင်းသားရန်ကုန်နိုင်စော်လားဘာလားမသိပါဘူးထားလိုက်ပါနံပါတ်2ခွဲလို့ပါအဲ့လူက55နှစ်ကျော်နေပြီကျွန်တော်က73နှစ်လောက်ပဲရှိသေးတယ်ခမရဗျာနည်းနည်းစဉ်းစားဖို့တော့ကောင်းတာပေါ့ခမရမင်းသား55နှစ်ကျော်နေပြီကျုပ်က10ကျော်သက်လေးရှိသေးတယ်ဘာဖြစ်လို့မင်းသားအဖေနေရာကမှာဇက်ဆရာခတ်တကြီးပဲဟဲ့အသက်မလို့ရုပ်ပဲလို့ မင်းယုတ်ကငကိုအိုဟာမင်းမင်းသားအဖေနေရာကကျွန်တော်စဉ်းစားလိုက်အဲ့ခေတ်ကမြို့တော်မောင်ရင်အောင်တို့ဒုတိတိတို့ဆိုတာရုတ်ချော်လို့မင်းသားဖြစ်တာမဟုတ်ပါအပြောကောင်းလို့မင်းသားဖြစ်တာပါကျွန်တော်စဉ်းစားလိုက်ဟုတ်ပြီဒီနှစ်မှာငါ့ကိုမင်းသားအဖေနေရာကခိုင်းနောက်နှစ်ကျလို့ရှိရင်ငါဇက်စာဇက်စကားကျမ်းစီမောမှာမင်းသားနဲ့တွေ့လို့ရှိရင်အဲ့မင်းသားကိုကျွန်တော်နိုင်အောင်ပြောမယ်အဲ့ဒီကစပြီးတော့ကျွန်တော် ဇက်စာဇက်စကားကိုကျွန်တော်စပြီးတော့ကြက်ပါတယ်ဆိုတော့အခုချိန်ကြီးကျွန်တော်မှတ်မိပါသေးတယ်ထားလိုက်ပါတော့ဘယောယောပို့ချပါလေပန်းပတ်ပါလို့မင်းနဲ့ကိုဒုက္ခလိုက်ရင်မင်းအမိကမင်းကိုလိုက်ရင်ရင်းကြီးလေရင်ကျွန်တော်သိပါတယ်အဲ့ချက်ကို 我也没有往在那点啊，没有往指挥部里，没有也没掏过了，没给没给往这钱，俺就来拿掏，知道检查的。谁叫咱的，谁叫咱的呢？谁叫咱们路没停呢？这样也没路用了，是公路修来什么过？知道检查的，知道路表路呀。实在的知道那么好，哦，俺十三十四天走路，没哪个叫不了那么好来批马跑。 ဇက်ထွက်သွားတဲ့ငေါ့ကိုတပ်ပုတ်နေလဲရိုက်သွားရင်းနဲ့ငေါ့လမ်ခေါ်ဘာဖြစ်လို့လမ်ခေါ်ရတော့အဲဇက်ကြီးတပတ်ပြန်လဲပြီးတော့ကျွန်တော်တို့ရက်ကွက်နာရောက်တဲ့အချိန်ကျမှသွားကြည့်တယ်ကလကာကြီးကဒီမှာပိတ်ထားတယ်ကလကာကြီးဖွင့်လိုက်တော့အလေတိတ်တိတ်မှာကျွန်တော်ကိုရိုက်ထားတဲ့တပ်ပုတ်ကြီးတောင်ရှင်နဲ့ကောင်းမောင်းနဲ့အရှိမပန်းကူတက်လှီချတာတယ် တလကဖွင့်တယ်နဲ့မင်းသားဟိုတောက်ကနေပြေးထွက်လာပြီအောင်မလေးအဖေအသေးဆုံးလို့နှမြုတ်လာကြီးရဲ့ဇက်ထွက်တာနဲ့ကျွန်တော်သေပြီဇက်ကလည်းအဖေမကောင်းလို့သာသမီဆင်းရဲတဲ့ဇက်ကျွန်တော်မိန်မလောက်ရတဲ့လူကျွန်တော်မသိပါဘူးသူတခါမှမတွေ့ဘူးပေါ့ဒီတောက်ကနေပြီးတော့သူပြေးထွက်လာတယ်ကျွန်တော်တက်ဖို့မြင်လာနဲ့ဟဲလူရုပ်မာကြီးရှင်ရုပ်မာခဲလို့ကျွန်မတို့မိသားစုဆင်းရဲတာထွီးထွား အမှန်တော့အဲ့ဒီမှာကျွန်တော်တခါမှမယုံမှဘူးပေါ့ဒါပေမဲ့ဇက်ကအဖေလူယုံမှကြီးကျွန်တော်တပုန်ကြီးရအဲ့လူယုံမှကြီးယုံမှခဲ့ပြီးတော့ယထာလမ်းမှာခေါင်းအဲ့တော့ယထာကြိတ်သေးတယ်ဆိုလားမသိဘူးဇက်ထွက်တာနဲ့ကျွန်တော်သေးပြီဒါပေမဲ့ အမေကိုယ်တိုင်ကထွက်လာပြီးတော့ဟင်ရှင်လူယုတ်မှရှင်ယုတ်မှခဲလို့ကျမတို့မိသားစုဆင်းရဲတာဆိုတော့ကျွန်တော်လူယုတ်မှအဖြစ်နာမည်ကြီးပါဆက်တော့နှစ်တောင်မှကျွန်တော်လူယုတ်မှအဖြစ်နာမည်ကြီးပါကျွန်တော်အကြောင်းလဲတက်နေရသေးတယ်ကျောင်းသွားလို့ရှင်ကျွန်တော်မြင်လို့ရှင်ကျွန်တော်လူတွေကပြောတယ်ဟဲ့အဲ့ဒါရန်ကုန်နိုင်စိုးတို့အဖေမဟုတ်လားဟုတ်တယ်ဟဲ့ကျုံမလိုက်တာတော့အမှန်တော့ကျွန်တော်ဘာမှမယုတ်မှဘူးပါ ဒါပေမဲ့ကျွန်တော်လူယုံမှာဖြစ်နာမည်ကြီးတယ်အဲ့တော့ကျွန်တော်အိမ်ရထွက်ပြေးတယ်နှစ်နှစ်ကြာပါတယ်73နှစ်သားတွေကအိမ်ရထွက်ပြေးပါတယ်ဘလူးကျွန်းဗမာပြည်အောက်မြေပုံတွေကဒီလိုအဆက်ကလေးရနေပြီးရခိုင်ပြည်နယ်ရံမြေကျွန်းထီကိုပြေးပါတယ်မိဘများကလည်းကျွန်တော်ကိုချစ်တော့တီစင်းသွေးလိုက်ပါတယ်ကောင်းလေးတော့တီရှာပြီအိမ်ကိုတော့ပြန်မလာတော့ကျွန်တော်ပြန်ရောက်ခဲ့ပါတယ်အိမ်ကိုပြန်ရောက်ခဲ့ပါတယ် ခုနဆရာတို့ပြောတဲ့ဟာလေးတွေကိုကျွန်တော်သတိရပါတယ်ကဲရင်းရင်းနှီးနှီးပြောရအောင်ကျွန်တော်ဟောပြောခြင်းကိုဒီရစမယ်ဆရာလေးဆရာမလေးအားလုံးခုနကျောင်းသူကျောင်းသားတွေကိုမကြည့်ပါနဲ့ပုဂ္ဂိုလ်ကိုညံ့နေတဲ့လူလက်ထောင်ကြည့်ပါဦးညံ့နေတဲ့လူလက်ထောင်ပါဒါဆရာဆရာမတွေနဲ့မဆိုင်ပါဘူးလူနေပါတယ် ဒါဘုသူကြောင့်လို့ပြန်ချဒါဘုသူကြောင့်လို့မဟုတ်ចောင်းចောင်းចောင်းဆရာဘုသူတို့ကိုးဇေယမင်းဆရာဇေယမင်းလားဟုတ်လားဆရာဝန်သားဇေယကောင်းတယ်တကြောင်လုံးညံ့တယ်ကဲစကားလေးကိုပြောပြောကြမယ် ကမ္ဘာမှာလူတယောက်ရှိတယ်တဲ့ဒေါနန်စီတဲ့နန်စီလို့ခေါ်ပါတယ်နာမည်ဘယ်လိုခေါ်ရောနန်စီသူ့ရဲ့သားကတက်စီကျင်တဲ့စိတ်နဲ့သူចောင်းသားထားတယ်ចောင်းကနေပြီးတော့ဒေါနန်စီကိုစာရွက်ကလေးတရွက်နဲ့ပြန်ပြီးတော့ပို့ပေးလိုက်တယ်အိမ်ပြန်လာတယ်ဒေါနန်စီအဲ့ဒီစာရွက်ကလေးကိုဖတ်ပြီးတော့အင်မတန်မှောက်ကို ညှို့ငယ်သွားတယ်။စာရမဘာကြီးဒါမှမသိဘူး။သူ့သားကမိအမေဒီစာရင်းမှာဘာကြီးဒါတာလို့တနစီရပြုံးပြီးတော့ပြန်ပြောတယ်ငတ်တိုင်းမင်းအင်မတန်တော်နေပါပြီ။မင်းစာသင်ညောင်းသွားစရာမလိုတော့ပါဘူး။မင်းငါနဲ့တူတူအိမ်မှာပဲစာသင်ရမယ်လို့ဆရာမကရည်ထားတယ်။အဲ့ဒီအချိန်ကစပြီးတော့ ဲ့ခလီကိုတော်နန်စီယာစတင်ပါတယ်ဘလောက်တင်တာတော့နှစ်ပေါင်းမြောက်မြောက်စွာတင်ပါတယ်တင်ပြီးတဲ့အခါမှာကျွန်တော်တို့၁၈ရာစုအမှောင်ခစ်ဖြစ်ပါတယ်ဒီလိုလက်စစ်မီတွေမမြင်ဘူးပေါ့နောက်တစ်ချိန်မှာအဲ့လက်လက်စစ်မီကိုတီချွန်နေတဲ့လူတယောက်ဖြစ်လာပါစာသင်ကျောင်းမှာမတင်ဘူးပေါ့အိမ်မှာပဲစာသင်မှုလေအင်မတန်ညံနေအာချင်းလို့ ငါကြောင့်မှမတင်ပါနဲ့မင်းဖာသာမင်းအိမ်မှာပြန်တင်လို့ပြောတဲ့သူတယောက်ကလက်စင်မီကိုဒီထွင်မှုပါတယ်ဆက်ရှိရသူမှာကျွန်တော်ဒီမြင်နေရတဲ့လက်စင်မီကိုဒီထွင်တယ်သူနာမည်ဘယ်သူရောအဒီစင်ဘော့အဒီစင်ဘော့အဒီစင်အစာတင်ညောင်းကိုမတက်ဘူးပါဘူးဘာကြောင့်လို့ကျောင်းကပြန်ပြီးတော့လွှတ်လိုက်တယ်ဆက်ရှိရသူဆိုအမှောင်ခစ်ဖြစ်ပါတယ်အမှောင်ခစ်ကြီး မောင်ခက်ကြီးမှောင်နေတဲ့ခက်ကြီးဒီလိုလေးစင်မီမမြင်ဘူးအဲ့ဒီစင်ကအမြိုက်သူလောက်သွားတယ်အခုကျွန်တော်တို့ကြားနေတဲ့တယ်လီဖုန်းအတန်မူရင်းအတန်ရအောင်လူတစ်ယောက်ရဲ့အတန်ကိုရအောင်အဲ့ဒီစင်တီထွင်သွားတာပဲဒါကတော့ထားလိုက်ပါအဲ့ဒီစင်တီထွင်သွားတဲ့ဟာအခုပုံနှိပ်တာတဲ့ဟာမှန်သမျှပုံနှိပ်ဆက်မှန်သမျှအဲ့ဒီစင်တီထွင်သွားတာပဲဒါပေမဲ့သူနာမည်ကြီးတာတော့လက်စမီတီထွင်တာလက်စမီအကြောင်းပဲပြောကြပါဦး ဆက်ရှိရသူမအမောင်းခစ်တယ်အဲ့ချိန်မှာအဒီဆန်တကဘာလုံးအလင်းခစ်ဖြစ်ရသူကြွကြော်တယ်လက်စင်မီကိုသူတီကျွန်းတယ်တကဘာလုံးကကြီးညာတယ်မင်းတို့ကဘာကြီးကအလင်းခစ်ဖြစ်သွားပြီညဆိုတာမရှိတော့လင်းနေရတကဘာလုံးကသူ့လာကြည့်ဒီလက်စင်မီတလုံး အခုလိုလက်စမီတိတိလေးမဟုတ်သူသူခက်ကသူလုတ်တဲ့လက်စမီတော်တော်ကြီးပါအကြီးပဲစနေစင်းနေတကဘာလုံးကစိတ်ဝင်စားပြီးတော့တရင်သမားတွေအကုန်လာကြလာတဲ့အချိန်မှာမှအဲ့ဒီစင်းကခလိတယောက်ကိုမိလုံကန်ခိုင်းတယ်အဲ့ခလိကမနိုင်မနှင်းနဲ့ကန်တာပေါ့တာတုသမီးတို့ရွယ်ပေါ့ဒီလိုညနေကြမှာတက်ပြီးတော့ခြေရမှာပေါ့အဲ့ခလိကတက်ပြီးတော့ခြေတယ်ဖြစ်ချင်တော့ ခလေးရလဲကတုံငရင်နဲ့မို့လို့ခွားစုမိလုံးအကြက်ွယ်သွားတယ်တကဘာလို့ဒီမိလေးကို မြင်ကျင်နေတာနော်မြင်ကျင်နေတဲ့အချိန်မှာမှအဲ့ခလေးကတတုံငရင်နဲ့အဲ့လက်စမီကိုတက်တက်တဲ့အချိန်ခွားကနေကြက်ွယ်သွားတယ်တကဘာလို့လက်စမီဆိုတာမမြင်လိုက်ရအောင်တရင်သမားတွေအကုန်လုံးရိုင်းနေတဲ့အချိန်မှာမှတကဘာလုံးအဒီစင်အပြစ်တင်တယ် ခမရဗျာဒီလိုအလင်းခစ်ဖြစ်ဖို့အတွက်ကိုလူတိုင်းစောင့်ကြည့်နေဘာဖြစ်လို့မတည်ကြတဲ့ခလေးတရက်ကိုဒီလက်စမီကိုကန့်ခင်းတာရောဒီခလေးတရက်အတွက်တကဘာလုံးကလက်စမီကိုမမြင်လဲရပါဘူးအဒီဆင်အေးစစီးပါပဲသူပြန်ပြောတယ်ဟုတ်ပါပြီဒီတစ်ချိန်မှာဒီလက်စမီကိုမမြင်လိုက်ရအောင်နောက်တစ်ချိန်ကျွန်တော်ထပ်ပြီးတော့ကြိုးစားပါမယ်နောက်တစ်ချိန်ပြန်လာခဲ့ပါ လူတိုင်းကလက်စမီကိုမြင်ကျင်တော့လေနောက်တစ်ချိန်ပြန်လာတယ်အခုလို့လက်စမီကိုလောလောလေးလှုပ်လို့ရတာမဟုတ်အဒီဆင်က6လလောက်ကြာတယ်အဲမီးလုံးတစ်လုံးကိုတစ်ခါပြန်လှုပ်အားလုံးကိုပြန်ခေါ်တယ်မီးလင်းပါပြီတကဘာလုံးအလင်းခစ်ဖြစ်ပါပြန်ခေါ်တယ်လူတိုင်းကပြန်လာတယ်စာနယ်ဇင်းနေအကုန်ပြန်လာတယ်သူဆန္နာက ဲ့လှက်စမီကိုကင်တဲ့လူကအရင်လှက်စမီလုံးမူပြစ်ချခွဲတဲ့ခလီတယောက်ဖြစ်နေအခလီကမီလုံးကိုပိုက်ပြီးတော့လာတယ်တကဘာလို့ကအဲ့ခလီကိုမြင်တာနဲ့ဟာကနေဖြစ်သွားတယ်ပြီးတော့အဲ့ဒီစင်ကိုအပြစ်တင်တယ်ဒီကောင်တစ်ချိန်ဒီလှက်စမီကိုပြစ်ချခွဲတာပြီးတော့ဘာဖြစ်လို့ဒီကောင်နောက်တစ်ချိန်ဒီလက်စမီကိုပြီးကြိုက်နာတော့ ခမရမှာနောက်တယောက်မရှိဘူးလားအဲ့ဒီစင်စာအတိုင်းဝိုင်းကြီးနဲ့နေနေတာလူထောင်ချီနေနေတာဒီကလေးကိုပဲသူပြန်ကင်ခိုင်းနေအဲ့ဒီစင်ဘာမှမပြောဘူးအခလေးကတည်ငြိမ်ငြိမ်ပါပဲလက်စင်မီကိုတခါလာပြန်တက်သွားတယ်အဲ့ဒီအချိန်မှာမှအခုကျွန်တော်တို့မြင်နေတဲ့အလှဲ့စင်မီကိုစပြောမြင်ရတကဘာလုံးကအဲ့ဒီစင်ကိုချီးကျူးကြတယ်တော်လိုက်တဲ့လူ ကျောင်းစာသင်လို့မတက်ပြီမဲ့သူ့ဖာသာသူသူ့အတက်ပညာနဲ့သူ့ဖာသာသူလုပ်တဲ့ဟာကိုတကဘာလုံးကချီးကျူးကြတယ်ကျွန်တော်တို့အလင်းခက်ဖြစ်ပါပြီဆက်ရှိရာစုကနေဆက်ကိုရာစုမှာကျွန်တော်တို့အလင်းခက်ဖြစ်သွားပါပြီဘု து အကောင်းမှုလဲအဲ့ဒီစင်အကောင်းမှုနဲ့အဲ့ဒီမှာမှမေးတယ်သတင်းသမားတယောက်ကရှာရှာကြံကြံမေးတယ်လူတိုင်းအဲ့ဒီစင်ကိုချီးကျူးနေတဲ့အချိန်မှာမှအဲ့ဒီသတင်းသမားမေးတယ် ခမားဗျာတကြိမ်တခါလက်စင်မီကိုပြစ်ချခွဲတော့တဲ့လူတစ်ယောက်ကမှဘာဖြစ်လို့နောက်တကြိမ်ဒီလက်စင်မီကိုပြန်ကန်ခိုင်းတာလို့အရိစင်ပြောတဲ့စကားကအင်မတန်မှောက်ကိုယူရှင်ပါလူငယ်မှာတကြိမ်တခါမှားယွင်းခွင့်ရှိပါတယ်သူ့နောက်တကြိမ်အခွင့်အရေးမပြီးမှသာလျှင်ဒီကောင်လူညံ့ဖြစ်သွားမယ်ကျွန်တော်တို့ဗမာနဲ့မတူဘူး သူများနဲ့ရံဖြစ်လို့ရှင်ဘသူ့ကိုရိုက်တာတော့ကိုသားသမီးကိုပြန်ရနေဒီလောက်တော့နားမလဲဘူးလားနေဒီလောက်တော့နားမလဲနေဒီမလေးဒီအရမ်းမကန်ရဘူးလေဆိုတဲ့ဟာနဲ့ကျွန်တော်တို့အဆုံးမခံရတာအဲ့ဒီစင်အဲ့လိုမဟုတ်လူတစ်ယောက်မှာမှားယွင်းွက်တစ်ကြိမ်ရှိတယ်အဲ့မှားယွင်းွက်တစ်ကြိမ်ကြုံခဲ့တဲ့လူကိုနောက်တစ်ခါမတုံ့မသာလေအဲ့ကလေးတစ်ယောက်ကဘဝဆုံးတော့မှာ မှားယုံွက်ရှိတယ်တန်းလို့သမီးတို့ခုနညံ့တယ်ဆိုပြီးတော့လက်ထောင်တဲ့လူမှန်သမျှမှားယုံွက်ရှိတယ်ဆရာဆရာမတွေမကြည့်ပါနဲ့သူတို့ပြန်ပြီးတော့နောက်တစ်ချိန်အခွင့်အရေးပေးရမှာဖြစ်ပါတယ်အဲ့ဒီအခွင့်အရေးမပေးရင်နင်တလောင်းညံ့တာနင်တလောင်းညံ့တာနင်တလောင်းညံ့တာဆိုတဲ့အခြေအနေတောက်ပြီးတော့ဖိနေလို့မရပါဘူးအဲ့ဒါဆိုအဲ့ကလေးကတကယ်ညံ့တော့မှာပါအဲ့ဒီစင်လောက်ကတော့အမတန်ကောင်းပါတယ် မင်းညံ့နေဟုတ်တယ်ဒီလဲစမီကိုဒီလိုကြောက်ပြစ်ချခွဲတာမင်းကနောက်တစ်ကြိမ်ခွင့်ပေးတယ်အခွင့်ရပေးရမှာဖြစ်ပါအဲ့ချိန်မှာအဲ့ဒီစင်အဲ့ကလေးအခွင့်ရနောက်တစ်ကြိမ်ပေးပါကျွန်တော်စကားကိုနားထောင်နေတဲ့ဆရာဆရာမများကျွန်တော်စကားကိုနားထောင်နေတဲ့ကလေးတွေအားလုံးတကယ်ညံ့နေကြားရကိစ္စမရှိဘူးအခွင့်ရပေးပါနောက်တစ်ကြိမ် မညံ့ပါစေနဲ့ကျွန်တော်စကားကိုနားထောင်တဲ့အချိန်ကစပြီးတော့ကုကူညံ့တယ်လို့မထင်ပါနဲ့နောက်တစ်ချိန်ခွင့်ရပေးပါမညံ့ပါဘူးမိလုံတက်ကြည့်လိုက်ပါတက်ကဘာလုံးမြင်ရတဲ့အလင်းရောင်တတို့သမီးတို့ကြောင့်ဖြစ်ပါလေတက်ကဘာလုံးအလင်းရောင်ဖြစ်သွားပြီဆက်ပြီးတော့ပြောပြပါဦး အရိစင်ကအသက်80ဖြစ်ပြီဒေါနာစီသူ့ကိုစာသင်ပေးတဲ့အိမ်မှာစာသင်ပေးတဲ့ဒေါနာစီကသေသွားပြီသူ့မေအဲ့ဒီလမ်းကိုဒေါနာစီနေတဲ့လမ်းကိုအရိစင်ရဲ့အိမ်အဟောင်းကိုအရိစင်လမ်းဆိုပြီးတော့တကဘာလုံးကသတ်မှတ်ပါအခုချိန်ထိရှိပါတယ်အရိစင်လမ်းဆိုရှိပါအဲ့ဒီမှာအရိစင်ရဲ့အိမ်ကိုအခုချိန်ထိပြတဲ့လူပဲထားပါ အဲ့ဒီဆင်းကပြန်သွားတယ်သူအသက်90လောက်တတုံကြီးဖြစ်နေပြီအောင်မြင်မှုကလည်းကြောက်စရာကြီးဖြစ်နေပြီအဲ့ဒီဆင်းဆိုတကဘာလုံးကြီးကျူးနေအဲ့ဒီဆင်းကသူ့အမိဒေါနာစီနဲ့နေတဲ့အိမ်ကိုသူပြန်သွားတယ်အကုန်သူရှောက်ကြည့်တယ်သူ့အမိနဲ့သူနဲ့ပတ်သက်တဲ့ဟာတွေပေါ့သတိပြရနဲ့သူရှောက်ကြည့်တယ်ရှောက်ကြည့်ရင်လည်းအန်ဆွဲကလေးတစ်ခုသူတွေ့တယ်ဒေါနာစီရဲ့အန်ဆွဲပေါ့အလှပြင်တဲ့ခုံလေးပေါ့အဲ့ဒီမှာအန်ဆွဲလေးတစ်ခုရှိတယ်အန်ဆွဲလေး အဲ့ဒီအန်ဆွဲလေးသူဆက်ထုတ်လိုက်ဆက်ထုတ်လိုက်တဲ့အခါစာရွက်ကလေးသူတီးကလေးကိုသူတွေ့တယ်ဒါပါလေငါအမေဘာဖြစ်လို့ဒီစာရွက်ကိုသိမ်းထားတာလို့သူသိချင်းအဲ့စာရွက်ကိုဖွင့်ဖတ်တဲ့အချိန်မှာမှအဲ့ဒီစင်ကတရက်ကလုံးကြောက်အောင်အပန်းအကျိန်အောင်ငိုပါတယ်သူအောင်ငိုတဲ့အပန်းကိုဒီတရက်ကလုံးအားလုံးကြားတယ် တပည့်တွေအကုန်ပြည့်တက်လာတယ်အန်တီစင်ဘာဖြစ်တာတို့အန်တီစင်ဘာဖြစ်တာငါတို့ဆရာကြီးကဘာဖြစ်တာတို့ပြည့်တက်လာကြအားလုံးပြည့်တက်အဲ့ဒီအချိန်ကျမှအန်တီစင်အဲ့ဒီစာရွက်ကလေးကိုကြည့်ကြည့်ပေါအောင်ဆုပ်ပြီးတော့အတန်ပြေးကြီးနဲ့ငိုပါတယ်ဖွင့်ကြည့်လိုက်တဲ့အခါမှာအဲ့စာရွက်ကသူငငယ်တော့ကျွန်တော်ပြောတဲ့အထင်မှပါပါတယ်သူ့အမေကသူ့ကို သူ့အကြောင်းကိုဆရာတယောက်ကရေးထားတဲ့စာဖြစ်ပါတယ်။မင်းရဲ့တာကငါစီမစတဲ့ညောင်းကိုလာပြီးတော့ပို့နေတာအင်မတန်ညံနေတဲ့တော်တော်ရိုင်းစိမ့်ပါတယ်ကျွန်တော်ရင်ရင်ကြီးကြီးပဲပြောပြပါမယ်မင်းအင်မတန်ညံနေတဲ့မင်းခလိတယောက်ကငါ့ကိုငါ့ကြောင့်ကိုလာအပ်တာငါ့ရဲ့အချင်းကြီးဖြုံးနေတဲ့အတိုင်းပဲ အဲ့တော့မင်းရဲ့တကိုမင်းကိုယ်ရဲ့အိမ်ပြန်ခေါ်သွားပါအဲ့ဒီစာရေးထားပါတယ်မင်းရဲ့အင်မတန်ညံနေတဲ့တကငတ်ကြောင့်ငတ်စီကိုလာပြီးတော့အတ်ထားတာငါရဲ့အချိန်လေးဖြုံးနေတာ ਨੇ တူတူပါပဲအဲ့တော့မင်းရဲ့တကိုမင်းကိုယ်ရဲ့ပြန်ခေါ်သွားပါဆိုတဲ့စာဖြစ်ပါတယ်ဒါပေမဲ့အစပိုင်းမှာဒေါနစီကပြောခဲ့တာလို့မင်းအင်မတန်ညံကောင်းတဲ့သူပါ စာတင်ကြောင်းသွားเสียရမလို့မင်းကိုအိမ်မှာပဲစာတင်ဆိုပြီးတော့တော်နန်စီကစာတင်ခဲ့ပါတယ်။ကဲနံပါတ်တစ်ခုပြောပြပါမယ်။ကိုကိုကိုညံနေတဲ့လူလက်ထောင်ပါဦး။အဒီဆင်လို့ Okay လာပြန်ချက်။အဒီဆင်လို့တော့ညံမနေဘူးဆိုတာသိကြလား။ဘာလို့လဲ?သရုပ်သမီးတို့ကစာတင်ကြောင်းကိုတက်နေရတာပဲ။